ဆရာမင်းလူရဲ့ခုခုခိခိဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒီတစ်ပိုင်းမှာတော့ကောပကလူကြီးဖြစ်ရတော့မဲ့ကိုကြီးကိုရဲ့အကြောင်းတစီတစောင်းကိုဆက်လက်ပြီးတော့တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ခုတလောကိုကြီးငွေရဲ့ပုံစံကလည်းနည်းနည်းထူးခြားနေသလိုပဲနေပုံထိုင်ပုံကပုံပြီးပြပြရည်ရည်ရှိလာသည်တခုခုကိုတူတူတိတ်တိတ်ကြံစီနေသလိုလည်းထင်ရ၏ တကတရံသူ့ဘောင်းနေတရရောက်နေတွတ်တွတ်တိတ်တိတ်စကားပြောနေတတ်သည်အနားကိုမတ်သီးရောက်သွားတဲ့အခါပြောလက်ဆံစကားကိုရက်ပြစ်တာတူ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 ပြောနေရတာတခြားအကြောင်းအရာတစ်ခုကိုပြောင်းပြီးပုံမှန်လေတန်းနဲ့ပြောတာတို့ကိုတတိပြုမိ၏တရက်မှာတော့တန်တရားဖြစ်စရာအချက်တစ်ချက်ကိုထပ်ပြီးတွေ့ရပြန်သည်ကိုကြည့်ခွေကနိုင်ရန်ပေါ်မှာစာတန်းတစ်ခုကိုရေးပြီးကတ်ထားခြင်းဖြစ်သည်ထိုစာတန်းမှာငါဤလျှို့ဝှက်ချက်ကိုလုံးဝမပောက်ကြားစေရဟု၍ဖြစ်လေသည် ခိုင်းဆိုရင်ဗတ်တီးအနေဖြင့်တိတ်ကယူဆိုင်နေမှာမဟုတ်ကိုကြီးခွေကဓာမျိုးဦးကြောင်ကြောင်တွေလှုပ်နေရှိသည်အခုတခါကတော့ဟိုကိစ္စနဲ့ပတ်သက်နေနိုင်သောကြောင့်စိတ်ဝင်စားစရာကောင်းနေသည်ထို့ကြောင့်မသိမှမမေ့ဘဲမတင်နိုင်တော့သဖြင့်ဒီမှကိုကြီးခွေအတ္တိစာကဘာတဘောလဲဟုနိုင်ရန်မှာကတ်ထားသောစာကိုလက်ညှိုးထိုးပြရင်မေးလိုက်ဤကိုကြီးခွေကဟာမေးလလေးတန်းတိစာတင်မှုတာပဲဖတ်တာဘူးလားဟုဝိလေကြောင့်ပဲပြန်ပြေသည်ရှင်ဦးကြောင်ကြောင်လို့မင်းနဲ့ဘာလဲဈေးတဲကငပိတဲကောင်မှကိစ္စလား ဘာဖို့ရှာရှာကွာငါကမင်းကလွှဲရင်တခြားမိမတွေကိုမန်လွင်းပါတယ်တရုတ်နှုတ်မဟုတ်လို့ဝေးဝေးကရှောင်ခဲ့တယ်ဆိုတော့မင်းလည်းသိပါတယ်ဟုတ်တော့လည်းဟုတ်သည်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တခြားမိမတွေကလည်းကိုကြီးငွေကိုတုတ်ကွေးမိနေတဲ့ချက်နာကြီးလို့ဝေးဝေးကရှောင်ကြမှာပါပဲကဲဒါပြောတာမဟုတ်ဘူးထားပါတော့တခြားဘာကိစ္စလဲပြောလျှို့ဝှက်ချက်ပါစုမကွာပြောလို့ပဲဖြစ်ပါမလားအလျှို့ဝှက်ချက်ဆိုလဲကိုဝဲနဲ့ကိုထားပါလားဘာလို့လူတကာမြင်အောင်စာရေးပြီးကတ်ထားတာလဲရှင်ယူနေလားဒါကတော့ ငါအတန်ဒိဋ္ဌံကိုပို့ပြီးခိုင်မအောင်ကိုကိုကိုသတိပေးတဲ့သဘောပေါ့ကဒါဆိုရှင်ကမပြောနိုင်ဘူးပေါ့အေးပြောနိုင်ဘူးဒါမဲ့တခုတော့ရှိတယ်ငါရဲ့လျှို့ဝဲချက်ကမင်းအတွက်အကျိုးမရောက်စေရဘူးဆိုတာကိုတော့ငါအာမခံတယ်ချိန်နေပြီလားမသိမှမရမကမေးဖို့ဆက်မကြိုးစားတော့သူနီးသူဟန်မြင်စုံစမ်းမိဟုဆုံးဖြတ်လိုက်သည်ကိုကြီးငွေမရှိတဲ့အခါသူ့ဇဝဲကိုရှာဖွေရေးလှုပ်ချင်းမင်းဖြစ်၏ကိုကြီးငွေဌာနယ်တွေထဲကဓာတ်ပုံတွေတချို့အချက်လက်တွေ စာရွက်စာတမ်းအထူးစာတွေကိုဖိုင်တွဲထားရသည်တစ်ချိန်ချင်းလိုအပ်ရင်သုံးလို့ရအောင်ဟုဆို၏ဘာအတွက်လဲဘယ်တစ်ချိန်ချင်းလဲဆိုတာတော့မသိခုထီတော့ဘာမှအသုံးမတည့်သေးရက်ွက်ထဲမှာလူတွင်ကျဲလောက်ရမှာကိုကတာလောက်ပဲရှိသည်ကိုကြည့်ငွေကဒါရီတွေဘာတွေလဲရေးသေးတယ်ဆိုပဲတကယ်ဒါရီစာအုပ်ဆင့်နဲ့ရေးနိုင်တာတော့မဟုတ်လာစားဥကျန်းထဲမှာသူ့ဖာသာရက်စွဲတွေထိုးပြီးရေးချင်းဖြစ်။ကျောင်းရာတွေကလည်းဘာမှထူးထူးခြားခြားမဟုတ်။ယနေ့ ပတေးတို့ဆန်မှာလက်ဖက်ရည်သွားတော့သည်စမူစာစားခြင်းမင်းမဲ့ပတ်စံမရှိလို့မစားရဘူးဈေးရှိသပင်ညဆိုင်နာမှာစာကလေးနဲ့မျက်နှာချင်းဆိုင်ဆုံသည်ငါ့ကိုစောင်းပြီးတရွေထွေးသွားသည်ခွေမာသာလူပါဝရဲဆိုတာမျိုးတွေသာများသည်အလကအီမရအဖက်မရရိဆိုပြီးမက်တီကဖက်ကြည့်နေမရှိ ခုတခါတော့တဲ့လွန်စာများရလို့ရညာလျှောက်ဖက်ကြည့်ယနေ့ဟင်းမကောင်းဆိုသောစကလုံးမှာ၃နေရာလောက်ပါသည်ဖြင့် တီနာဟုကျိတ်ဆဲမိသည်လွန်ခဲ့သောသုံးရက်ကရက်စွဲပြင်ရေးထားတဲ့စာထဲမှာတော့ကလားလေးနဲ့တွေ့အဆင်ပြေဖို့တော်တော်နှိစက်ကြောင်းတိရဆိုသောစာသားကတော့စိတ်ဝင်စားဖို့ကောင်းတိထားတဲ့မကသည်စာရွက်စာတန်းတွေကြားထဲကစာအုပ်ငယ်လိုခောက်ထားသောစာရွက်တစ်ချက်ကိုတွေ့ရသည် ်မူရင်းတော့မဟုတ်မိတူကူထားခြင်းဖြစ်သည်အင်္ဂလိပ်လိုရေးထားခြင်းဖြစ်တော်လဲတရုတ်ဖော်ပုံတွေပါသဖြင့်လက်ကင်ဖုံအသုံးပြုနည်းစာအုပ်ဖြစ်ကြောင်းသိရသည်တချို့အင်္ဂလိပ်စာလုံးတွေဘေးမှာကိုကြီးငွေလက်ရေးဖြင့်မြန်မာလိုပြန်ရေးထား၏တချို့စာလုံးတွေကတော့ခက်တော်တော်ဖြစ်ပြီးဖတ်ရခက်သည်ဒါဆိုကိုကြီးငွေကဒေါက်တာတုတ်ခိုင်းကိုကူညီတောင်းပြီးဘာသာပြန်ခိုင်းထားတာဖြစ်ရမည်ဒီနောက်ပိုင်းမှာတော့မတ်တီးက ကိုကြီးငွေကိုလာပြီးလာခွင့်နေတွေမှာဖုန်းကြီးကြောင့်ကိုစွန့်ချိုင်ပုတ်ခိုင်းတာဥပုပ်ဆောင်ခိုင်းတာမျိုးလောက်လာသည် AEW ပါဆယ်ဝယ်လာပြီးတမင်လူမြောင်ရက်ွက်တဲ့ပတ်လျှောက်ပြီးဒီနေ့ကိုကြီးငွေကဥပုပ်ရတယ်လေအဲ့ဒါညက်နေဘက်လေးတက်မှာဆိုလို့အေးတိုင်းမလို့ဟုဆိုတတ်သည်ကိုကြီးငွေကလည်းအသာမျောလိုက်နေပြိုက်စားတဲ့အခါကျတော့မက်ပွေးဆိုင်ကခောက်ဆွဲတုပ်တပွဲဝယ်ပြီးအပေါင်းအသင်းအိမ်တန်အိမ်အိမ်မှာထမင်းချမ်းနဲ့ဝင်စားလိုက်တာကိုတော့မသိမသိ ကိုကြီးငွေအပြင်ထွက်ခါနီငါလက်ဖေးဆိုင်ခဏသွားအောင်မယ်ဟုခွင့်ပြုချက် တောင်းတော်ကမတ်ဒီကအပြင်သွားမယ်ဟာဆွေကျဲစုံကြီးနယ်လားခိုင်းလဲဒီလိုပဲသွားနေကြပဲဟာရှမ်းညီလေးပါလေးထွက်ဝင်သွားစမ်းပါလူမြင်မကောင်းပါဘူးရှမ်းအင်ကြီးကတိတ်ရှိတာမဟုတ်ဘူးလူလေးမင်္ဂလာဆောင်လေးသွားရင်ဝတ်ဖို့ထားရသေးတယ်ဟောင်းသွားနွန့်သွားရင်ဘယ်လိုလုပ်မလဲဟုဆိုတဲ့ပြင်မတ်ဒီကရှမ်းအင်ကြီးခက်လက်လက်တဲတဲနဲ့စပော့ရှက်တပတ်ရတဲတဲထုတ်ပေးလိုက်ရသေးသည် သူတို့လင်များနေရာမှာတိတာတိစင်မပြောမိစင်နဲ့ဆိုတော့ခြေနေမျိုးနေနေကြ၏တယောက်နဲ့တယောက်ဖွင့်မပြောကြပဲကို့အတွင်းနင်ကိုကို့စိတ်ကူးနင်ကိုယဉ်နေကြ၏သူတို့ကသာဒီလိုပြန်လဲရှုံနေတာရက်ွက်ထဲကတော့ကိုကြီးငွေဂောဘကဖွဲ့ဝင်ဖြစ်ဖို့ကြိမ်းတယ်တလောက်ရှိနေကြောင်းပြောဆိုနေကြပြီညံစိတ်မိမမက်လုံးကဆိုရင်ကိုကြီးငွေတယောက်ကတော့တော်တော်တရင်ကြီးနေတာပဲနော်ဟုယိုးတိုးရိတ်တိတ်စကားမျိုးပြောလာ၏မက်သီးကလည်း သူနဲ့ကတော့လိုက်ပါတယ်လေသူကရရင်ရွာရွေလောက်ရတာကိုလည်းဝါသနာပါတာကိုဟုနမိတ်ပြစကားဖြင့်သဘောတူကြောင်းအရေးအံပြသည်ဒီတိုင်းဆိုရင်ဖြင့်ကိုကြီးငွေဤရှေ့တက်လမ်းမှာဖြောင့်ဖြူးနေလေပြီဖုန်ကြီးချောင်းကဆရာတော်ထံလျှောက်ထားတင်ပြပြီးအတီးပြုချက်ရယူဖို့သာလိုတော့သည်တို့ရပင်ဂျိုင်းစပွန်ချီလင်သူဤရန်သူတော်ပလိုဖက်ရှီယာမီဆုံနောက်ကြီးရှာလော့ဟ ோம் ရှီလင်ပြန်ဘက်မော်ရီယယ်တီရှိရမည် ကန်ရှင်လင်အေဗရှိယာမီထရမ်ရှင်လင်ဂျယ်ရီရှိယာမီထို့တူကိုချင်းခွေရှိလင် ကိုစားကလေးကိုဘယ်နာသွားထားမတော့သူတို့နှစ်ယောက်ဒီငငယ်ကလေးကပြန်ပတ်တွေဖြစ်ကြ၏ရက်ွယ်ချင်းကလည်းအပြိုင်လူချင်းကလည်းအပြိုင်မိမချင်းကလည်းအပြိုင်ဟိုးရင်ချက်တိုက်ကြတော့ကလည်းအပြိုင်ဘောလုံးဝဲမှာနီးပြလောက်ကြတော့လည်းအပြိုင်ဘဲကိစ္စမဆိုတယောက်ကလှုပ်လိုက်ရင်တယောက်ကအတိုက်ခံပြူလိုက်ရမှနေတာထိုင်တာရှိသည်ထို့ကြောင့်ခုကိစ္စမှာလည်းတကယ်တော့ ကိုစာကလေးဒီဖះရနဲ့တရနဲ့အဝေးကြီးဖြစ်သည်ဖះကိုသုံးလေးလာနေလို့တစ်ခါရောက်တာမဟုတ်ဘုံကြီးကြောင်ဆိုရင်လည်းအလူရှိလို့စာကြောဝါကြောကျုံမှသွားရတာဖះသာစုကန်းလင်တောင်းမှတန်ပုတ်တီအထဝီတင်စွာဓာရတင်စွာတဟတကြီးကတော့ရတော့အကျိုးအားကြောင်ဆိုပြီးတန်ပုတ်တီနဲ့ဩဃာသားကိုရော်ရော်ထွေထွေရွတ်တက်သူကောဘကလှုပ်ဆိုတာကိုလည်းသူကလုံးဝစိတ်ဝင်စားသူမဟုတ်ကောဘကအဖွဲရှိတယ်ဆိုတာကိုတောင်မေ့ရော့နေခဲ့သူ တို့တိုင်အောင်ကိုကြီးငွေတခုခုလောက်ရင်လိုက်တော့ဖို့လိုက်ပြိုင်ဖို့အ ਨੇ ဆုံးလိုက်နောက်ရှက်ဖို့သူမှမွေးရပါတာဝန်လိုဖြစ်နေ၏ထို့ကြောင့်ဂေါ်ဘကအဖွဲ့ဝင်တူဖြစ်သောဦးစံပတူထံသွားပြီးမိမိကိုအမည်စင်းတင်သွင်းထောက်ခံပေးရန်သွားပြောလေသည်ဦးစံပတူကသူတို့ထောက်ဝင်ပေးရက်ွက်မှနေ၏လှထုံရဖေးလည်းဖြစ်သည်ဟိုဘက်ကတိုင်းရင်ကောက်ရက်ွက်သားဖြစ်သောကျော်ကွန်းကလှထုံကိုခိုးပြေးသွားခဲ့သည်ဦးစံပတူကသဘောမတူသည်ဖြင့်အဆက်ဖြတ်ထားခဲ့၏ လာထုံကမောင်ကျော်လာလေးကိုမွေးလာခဲ့ပြီးမှအဆက်အဆံပြန်ရှိလာသည်ကျော်ကွန်ပေါ်မှာတော့ခုချိန်ဒီခတ်တန်းတန်းခတ်ထန်ထန်ရှိနေတော့ကျော်ကွန်ကလာထုံကိုခိုးပြရမှာကုညီအားပေးခဲ့သူများကပတင်းမောင်ဝဖိုးနီပွားကြီးတို့သာဖြစ်၏ဦးစံတူကတော့ဒီကိစ္စကိုနောက်ကွယ်မှာကြိုးကန်စီစဉ်ပေးသူမှာကိုကြီးငွေသာဖြစ်ရမည်ဟုစိတ်ထက်ဆွဲနေသည်ထို့ကြောင့်ကိုစာကလေးဤတင်ပြချက်ကိုလက်ခံလာ၏ဒီလိုနဲ့ထိုကိစ္စကိုဦးစံတူကအစည်းအဝေးမှာခြားပြလိုက်လေတော့အခါနှစ်ဖက်အခြေတင်ဖြစ်ကြလေတော့သည် နှုတ်ထွက်သွားသောဥကလာသည်တရင်ကောက်ရက်ွက်မှဖြစ်သောကြောင့်တရင်ကောက်သားတယောက်ကိုသာစားထိုးသင့်သည်ဟုတစ်ဖက်ကဆိုလာသည်အဖွဲထဲမှာခင်များတို့တရင်ကောက်ဘက်ကတယောက်ပိုပါခဲ့တာကြပြီဒီတကာကျုပ်တို့ထောက်ဝင်ဘဲဘက်ကိုတယောက်ပိုပေးတင်တာပေါ့ဟုကြံတစ်ဖက်ကလည်းစောရကတက်ဤဘာဆိုင်လဲဗျာရည်ချင်းရှင်ရင်ဘယ်သူဖြစ်ဖြစ်လက်ခံရမှာပဲမဟုတ်လားကျွန်တော်ကတော့ဥကလာနေနဲ့သူ့နေရာဆက်ကံမဲ့သူကိုသူ့ဘာသာစိတ်ကြရွေးခိုင်းတဲ့နယ်လို့ထင်နေလားအဘဲဖြစ်မလဲဒီလိုလုပ်လို့ဘဲဖြစ်မလဲဒီလိုလုပ်ရမယ်လို့ စည်းကမ်းထုတ်ထားအောင်မှာမဟုတ်ဖက်ဒါဆိုလည်းမဲခွဲကြရုံရှိတာပေါ့အဲ့ဒီခါကျလည်းတမျိုးဖြစ်လာပြန်သည်အဖွဲ့ဝင်ဒေတန်းမှာတရင်ကောင်ဘက်ကတယောက်ပုံနေဒါဆိုတရင်ကောင်ဘက်ကပဲနိုင်မှာချိန်တင်နေပြီပေါ့ထို့ကြောင့်ကာယကံရှင်ဥကလနေဖြင့်မဲဝင်မပေးဘဲနေရမည်ဟုထောက်ဝင်ဘဲဘက်ကတောင်းဆိုသည်ဒီတော့လည်းဘာထူးမလဲမဲတွေကနှစ်ဖက်ညီနေတော့မှာပေါ့နောက်ဆုံးမှာသဘောတူညီမှုတစ်ခုရသွား၏ကောဘကအဖွဲ့ဝင်တွေနှစ်ဖက်ရက်ခွဲအာနာပိုင်းတွေအသက်အရွယ်ကြီးရင်သူတွေပါဝင်သောအဖွဲ့တစ်ခုဖွဲ့ပြီးမဲပေးရွေးချယ်ကြရင်ထို့က ကိုရက်ွက်ဘက်ကအင်အားတောင့်တင်းအောင်အသက်ကြီးသူမန္တလေးများအကုန်ထက်သဖြင့်ဘဲပြုတ်သေးကြီးဒေါ်မင်တောင်အဖွဲ့ဝင်ဖြစ်သွားသေးသည်တိုက်တိုက်ဆိုင်ဆိုင်မဲ့ထိုကာလမှာအမေရိကန်သမ္မတရွေးကောက်ပွဲအတွက်အကြိမ်နဲ့မဲဆွယ်နေကြသောအချိန်ဖြစ်သည် Republican ဘက်မှသမ္မတလောင်ဂျွန်မက်ကိန်း ဒီမိုကရက်တစ်တီဘက်ကဘာရိုက်အိုဘားမာတကယ်တော့အမေရိကန်ဆိုတာဝေးကြီးဝေးရမှာကပ္ပတဝက်တီတီလောက်ကိုဝေးဒီကိုနဲ့ပါဆိုင်လဲဘယ်သူပဲနိုင်နိုင်အနေသားကြီးမက်ခိန်းနိုင်လဲဒေါ်မင်းကပဲပြုတ်ဆက်ရောင်းရမှာပဲအိုဘားမာနိုင်လဲဒီဝါနိုင်ကဆိုက်ကဆက်နေရမှာပဲထို့ကြောင့်ရက်ွက်ထဲကလူတွေကအများစုကတိတ်ကိုစိတ်မဝင်စားကြ။အဲခုအကြောင်းလေးကိုစိတ်ဝင်စားတဲ့လူတချို့တော့ရှိပါသည်။ပထမတစ်ယောက်ကရွှေကြည်ဖြစ် သူဤစာမောင်ဝသည်ရေစီလဲတွန်းသူသာဖြစ်၏တို့တိုင်အောင် ရွှေကြည့်အတွက်တော့အာကာသယင်မူတရားလိုတန်ဖိုးထားသည်သူကမောင်ဝကိုတိတ်ထင်ကြည့်တာနာမည်ကြီးတဲ့လူမန္တမြမောင်ဝနဲ့တူတယ်လို့ကြည်အောင်မင်းနေသည်ရုပ်ရှင်မင်းသားတွေနာမည်ကြီးတို့ကမောင်ဝကိုတွေနဲ့တူတယ်လို့ပြောသဖြင့်တန်ရာတန်ရာလှုပ်ဆမ်းမှာဟုအဆိုခံရ၏မန်ယူသင်းကပေါ်တူဂီဘောလုံးကျယ်ဝင်းစီရော်နယ်ဒိုနဲ့တူတယ်ပြောတော့ကလည်းရော်နယ်ဒင်ဟိုနဲ့မှားဖြောမိတာထင်တယ်ဆိုပြီးအလောင်းခံရသည် နောက်တကား ကြပြန်တော့လဲအဆိုတော်တယောက်နဲ့ခက်ဆင်ဆင်မဲ့လောက်ပြန်ဤဒီတခါကြတော့လဲအေးဟုတ်တယ်အဲ့ဒီအဆိုတော်ကို9ရက်လောက်နေဘူးလမ်းပြီးအိုးမဲတုတ်ထားရင်တော့တော်တော်တူမှာပဲဆိုပြီးဝိုင်းဟတာခံလိုက်ရသေးသည်ကဲဒီတခါတော့ဘာတက်နိုင်ကြသေးလဲမောင်ဝါကူအိုဘားမားနဲ့တူတယ်ပြောတဲ့ကဘသူမှမငင်းနိုင်တော့ဘူးမဟုတ်လားအိုဘားမားကိုစိတ်ဝင်စားသူနောက်တစ်ယောက်ကတော့ပတိပင်ဖြစ်သည်။အိုဘားမားရဲ့နာမည်ပြည့်စုံကဘာရက်ဟူစိန်အိုဘားမားဖြစ်သည်။ဟူစိန်ဆိုတာပါနေတဲ့ဖြင့် ဘာရက်ဒီသူနဲ့အမျိုးတော်ကောင်းတော်နိုင်သည်ဟုဆိုဤတတိယအဖို့နာမည်ကမိုဟာမက်ခူစိန်ခေါ်ဥမောင်စိန်ဖြစ်တယ်ကိုမိဟာဘာဆိုင်လဲအမေရိကန်ဆိုတာဝေ့ကြည့်ပဲဟာဟုဖိုနီကဝင်ထောက်တော့အတီးလို့လေကွာအိုဘားမားရဲ့ဖေကခင်ညာနိုင်ငံကလို့ဂျာနယ်ထဲမှာရေးထားတယ်မဟုတ်လားငါတို့အဖိုးကလည်းပထမကမ္ဘာစစ်တုန်းကအင်္ဂလိပ်စစ်တပ်နဲ့အတူထမင်းချက်ဖြစ်တဲ့အာဖရိကစစ်မြေပြင်ကိုရောက်ခုတယ်တဲ့တခုခုပတ်သက်မှုရှိခြင်းရှိမှာပေါ့ဟုအတင်းဆွဲစီလာပြီးနောက်ဆက်၍တကယ်တော့ ။ Obama ကနောက်တောင်ကြနေပါသေးရဲ့ကွာ။ American မှာနာမည်အကြီးဆုံးဖြစ်တဲ့ Tamra Lincoln ကလည်းငါတို့လူမျိုးပဲကွာ။ဟာမင်းအဲ့ဒါတော့နည်းနည်းလွန်သားပြီထင်တယ်ကွာပတိရ။ညင်စိန်ကဝင်ပြောဤပတိကအာသက်သေးထင်ရှားရှိပါတယ်ကွာကြည်လေလင်ကွန်ရဲ့အမိပြည့်စုံကပါလဲအီဗရာဟင်လင်ကွန်လီမဟုတ်လားအီဗရာဟင်ဆိုတာငါတို့လူမျိုးပဲလေခက်လန်လန်မလက်ဖက်ရည်ထိုင်တောင်းနေတော့ဒေါက်တာထွက်ခိုင်းသည်ပတိကြီးဂျပန်ဆွေမျိုးဆက်ပုံကြောင့်မပြုံးမဲ့မနေနိုင်အောင်ဖြစ်သွားဤ သူကလည်းဝင်နောက်ချင်လာတဲ့ဖြင့်ဟာမလေးရှားကတိုက်ခံကောင်းဆောင်အန်နွာအီဗရာဟင်ဆိုတာလေကိုပတီးနဲ့မျိုးတော်ချင်းတော်နေမှာပဲထင်တယ်ဟုခြုံပေးလိုက်တော့အခါအဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဟုအားတက်တယ်ရောပြောလေသည်ထိုကကြောင့်မတစ်ချိန်လုံးညင်မိနားထောင်နေတော့ပွားကြီးကအန်နွာဟီဗရာဟင်ဟုတ်လားဆရာဒါဆိုရင်ဆာရေးဆရာအန်နွာဆိုးမိုးဆိုတာလေပတီးရဲ့ဦးလေးမြန်ဖြစ်နေမလားမသိဘူးစကားဝိုင်းကိုအနာသက်ပေးလိုက်သည်ကိုကြီးငွေကတော့တမျိုး သူကအမေရိကန်သမ္မတလောင်းတွေရဲ့မဲဆွဲပွဲတွေကိုစိတ်ဝင်စားခြင်းဖြစ်ဥပမာနဲ့ဂျိုမတ်ဂိန်းတို့မျက်နှာချင်းဆိုင်ပြီးစကားဆစ်ထိုးကြပုံကိုရုပ်မြင်သံကြားမှာတိုက်ရိုက်ထုတ်လွှင့်ပြတာကြောင့်ဂျာနယ်တွေထဲမှာဖတ်ရသည်သူတော်တော်အားကျသွားသည်ဒါကြောင့်ဒါမျိုးစကားဆစ်ထိုးဝယ်လောက်ရအားဟုကန့်လန့်လာ၏ကိုစားကလေးကလည်းကိုကြည့်ငွေကသာစိန်ခေါ်ရင်ဝရင်စော်မယ်ဆိုတဲ့လူစားမျိုးဆိုတော့ရက်မြတ်မင်္ဂလာတနင်္ဂနွေနေ့ချိန်ခါတင်ပွဲညနေ၄နာရီ ဆင်နှွှဲနေရပတဲ့ဤလက်ဖေးဆိုင်ဆိုင်ထဲမှာလူတော်ဆုံးနေပြီ30ကျော်40နီးပါးလောက်ရှိပြီပတဲ့ဤဆိုင်ထဲတွင်ဇဝဲ6လုံးသာရှိဇဝဲတစ်လုံးမှာ plastic ခွေချေဘူးလေးလုံးသာရှိသည်ထို့ကြောင့်တချို့လူတွေကနေရာမရပဲမိုတိုမတ်တက်နေကြရသည်တမင်တကာစီစဉ်နေရာချတာပေးခြင်းမရှိတော့လဲရက်ွက်နှစ်ခုမှလူများသည်ဟိုဘက်ကျန်ဒီဘက်ကျန်အလိုလျောက်နေရာယူပြီးသားဖြစ်နေ၏ပတေးမှာဒီနေ့တော့ရောင်းကောင်းအောင်မှာပဲဟုအားခဲထားတော့လဲထင်သလိုဖြစ်မလား ခေဘာတော့ကြမလဲဘာမှကြမလဲစုံစားကောင်းနေတော့နိလရာမှာကြော်ထားတာပူပူနွေ့နွေ့လေးဟုလှုံ့ဆော်ကြည့်သည့်တိုင်တိတ်မထူကြလားဝိုင်းတဝိုင်းလင်လပိတ်ရတစ်ခွက်နှစ်ခွက်ကော်ဖီမစ်တစ်ခွက်နှစ်ခွက်သာမှသည်တချို့ကစမူစာတစ်ခုလောက်စားပြီးရင်းနှွေးချမ်းတွေသာတိုးပြီးတိုးမှနေဤစိတ်ပေါ်လေးတစ်မျိုးတည်းသာအယောင်အသွက်သည်စမူစာတွေရမကုန်ရင်တော့ဒုက္ခပဲဒါကြောင့်ပူမလုပ်ပါနဲ့လို့ပြောတာဟုဘာနုကညီပတိစိတ်တန်းမှလည်းဒီညတော့စမူစာတော့နေပဲထမင်းစားတော့မှပဲဟုတွေးလိုက်သည်ကိုကြီးငွေမှာ ကျူတင်ရောက်ရှိပြီးဟန်ရေးပြနေသူကလည်းမတ်တီးကိုလိုက်ခဲ့ဖို့ခေါ်သေး၏မတ်တီးကညင်းသည်အိုးလိုက်ချင်မှာဘူးကြောင်တောင်တောင်နဲ့မင်းအဲ့ဒါခတ်တာပေါ့ကွာအမေရိကန်သမရလောင်းတွေဆိုမဲဆွယ်စီယုံရေးခီးထွက်တဲ့အခါမိမရောသားသမီးတွေပါခေါ်သွားတာကွာလက်ရှိသမရဘုတ်ရဲကတော့လော်ယာဘုတ်ဆိုရင်အိုးသူ့အတူဘုတ်ချင်ဖို့ကျုပ်ကတော့မဘုတ်နိုင်ဘူးရှင်လက်ကိုကြီးဖို့မဟုတ်ဘူးကျုပ်လက်မတီးဖို့မဟုတ်ဘူးဟုညင်းလိုက်လေသည်တို့ရရင်ကိုကြီးငွေသွားကန်ဒီမှာရော့ဒါကိုဘောကဝက်သွားဟုလှမ်းပေးလေသည် ကိုကြီးငွေမျက်စိကျနေခဲ့သောကျက်ဦးနေအောင် တိုက်ပုံအင်ကြီးပင်ဖြစ်၏ကိုကြီးငွေဆိုင်သို့ရောက်သွားသောအခါပတေးတို့ဖိုးနီတို့ပွားကြီးတို့ကတည်တည်ကြာကြာဆစ်စည်ကြည့်ရှုကြ၏ဖိုးနီကကိုကြီးငွေဒါတော့တားနာပါတယ်ဒါမဲ့နတ်တယ်ဆက်မှာသမင်ဖြူနဲ့နဲ့ရှိတယ်ဒါကရင်းမကြည့်ပါဘူးကွာစာကလေးဆိုတဲ့ကောင်းလောက်ကတော့စွတ်ကျင်စွဝေ့ပြီးရှင်တောင်က၃စာ၄စာလောက်တားနိုင်ပါသေးတယ်သူပြောတာလည်းဟုတ်တော့ဟုတ်သည်ကိုကြီးငွေကအဖြူဘက်လှုပ်နေတော့အသားလက်ကိုခန္ဓာကခက်ဖိုင်ဖိုင် သူတို့ရက်ွက်အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်တော့ရုတ်တန့်သည်ဟုဆိုနိုင်အဝိဇ္ဇာပေါ်ပေါ်များများမရှိသည့်တိုင်းတတ်တတ်ရရဝိတ္တသည်ဖြင့်အတော်တန်ကြည့်ကောင်းသည်ကိုစားလေးကတော့ဆန့်ကျင်ဘက်ပဲမဲမဲပိန်ပိန်၆၆လက်ပြင်းကုန်းကုန်းမျက်နှာကစုပ်ချွန်းချွန်းသူဟန်အမူအရာကလည်းလူလေကြမဲ့ပုံမှန်တိတာသည်ကိုကြီးငွေမှာဆရာကြီးကైဖမ်းပြီးသူတိသူတက်ဟောင်းပွားဟောင်းပွားလုပ်တတ်တာကလွဲလင်သူများပေါ်မှာတော့ကလိန်ကကြစ်ကြတာမျိုးမရှိဟုတ်တော့ဟုတ်ပါတယ်ကိုစားကလေးတက်စာရင်တော့ကိုကြီးငွေကအပြတ်သားနာတာပေါ့ ဒါပေမဲ့ကိုကြီးငွေပဲပြောဘူးတယ်လေအမေရိကန်သမ္မတတွေတောင် TV ကနေမိတ်ကွန်းပြောတဲ့အခါချီကောင်းအောင်မိတ်ကပ်လိမ့်ကြရတယ်ဆိုဟာငါကတော့မိတ်ကပ်လိမ့်ကြအောင်မလိုပါဘူးကွာအိုးမဲလိမ့်လာရင်တော့စာကလေးထက်တားပါတယ်ကိုကြီးငွေစကားကြတော့မှပတိကသတိရသွား၏ကိုကြီးငွေခဏခုဆိုပြီးမိဖို့ကြောင့်ဘက်သူဆွဲခွာသွား၏ထို့နောက်တဲအိုးတလုံး၏ဖင်မအိုးမဲနဲ့ငယ်ကိုလက်ညှိုးဖြင့်တတ်ယူပြီးကိုကြီးငွေ၏နဲ့တဲ့အဆက်ကိုခတ်ဖောက်ပါပုတ်ပေးလိုက်သည် ။ဆပင်ဖြူများမှာလုံးဝမဲနဲ့သွားခြင်းမရှိတော့လဲမိခိုးရောင်ရင်းရင်ဖြစ်သွား၏။ခုမှပူသားနာသွားတာဟုဖုန်ဒီကထောက်ခံချက်ပေးလိုက်သည်။ဟောလာပြီလာပြီ။ထောက်ဝင်ပဲရက်ွက်သားတွေဗမ္မာအတန်ထွက်လာ၏။ကိုစားကလေးရောက်ရှိလာခြင်းပဲဖြစ်သည်။သူကလည်းတန်နိုင်တလားတာတာနာနာဖြစ်အောင်ပြင်ဆင်လာခဲ့သည်လေကတော့ရှက်အင်းကြီးလက်ရှိဖြူရောင်နှင့်ဝင်းသူစားပစုအဝါနှင့်အနက်ကွက်ကိုဝစ်လာသည်ဝစ်စားတွေကအစ်စ်ဖြစ်ကြောင်းသိသား၏အင်းကြီးကောလာ လက်ပြားပိုင်းနဲ့ပစိုးတွေမှာကော်ရီကြောင်တောင့်တောင့်ကြီးဖြစ်နေသည်။သပင်ကိုဂျယ်လီကောင်းလေးစီလိုမျိုးလိမ့်လာဟန်တူသည်။စနိုးတွေလည်းလိမ့်လာပုံရ၏။မျက်နှာတနေရာနဲ့ကွက်ပြီးဖွင့်နေ၏။ပုံရည်ကြီးမှုတက်နေတဲ့အတိုင်းပဲဟုမပွေးကတဖက်အုပ်စုကပါကြားအောင်ပြောလိုက်၏။ကိုစားကလေးဆိုင်တဲ့ဝင်လာတော့ကသူ့တပည့်ကျော်ဖြစ်သောချက်ကောင်းကပြပြသားလဲထရခီးဥကျုပ်ပြုပြီးအာရှိတဲသားနာနေပါလားဒီအင်ကြီးကအသိဆက်ဆက်ထင်နေဟုကိုစားကလေးအင်ကြီးလက်မောင်းသားကိုကန်ကြည့်ရင်းပြောလိုက်သည်ကိုစားကလေးက အစ်တဘောကဘာလဲမင်းအပေါင်းစိုးအင်းကြီးဝိလာချင်းလို့လားမယောင်ရဲ့နန်းကြီးနန်းကြီးဟိုနဲ့လုံးဝမရှိဘူးဒါတမင်အကွက်ဆင်ထားတာပဲကိုစားကလေးဘက်ကကိုကြီးငွေကိုစောင်းချိတ်ပြီးတိုက်စစ်ဖွင့်လိုက်ခြင်းဖြစ်သည်ကိုစားကလေးကခွေ့ချေပေါ်မှာဝင်ထိုင်၏စပွဲမှာလက်တင်ပြီးပြုတ်ပြီးမှဟာစပွဲကလည်းညစ်ပန်နေတာပဲဟုပတိကိုပါလှမ်းခတ်လိုက်ဘာလူကတခုခုလှမ်းပြောမြင်ပြုတ်မှပတိကလက်ကားပြလိုက်ပြီးတားထားလိုက် ချက်ကောင်းသည့်ဂျာနယ်အဟောင်းတရွက်ကိုဇဝဲပေါ်ခင်းပေးလိုက်ကိုကြည့်ငွေကဟုတ်သားပဲကွာပတိယဇဝဲကညစ်ပတ်နေတော့ငှဝေလာတဲ့အင်းကြီးပေးကုန်ရင်ပန်ရှင်ကပြဿနာရှာမှာပေါ့တိုင်းကအုပ်စုဘက်မှာဤတန်းလေးထွက်လာသည် ဟုတ်တယ်ကိုပိုင်လာငှဝေလာတာလားဆိုတာကြည်လိုက်ရင်တိတာတဲ့ဟာဘလို့တိတာတာလဲကွာပွားကြည့်ရပြောစမ်းမအောင်ဟာကိုပိုင်ဆိုရင် ကြည်ရတာချိုးပြေတယ်လေသူများအင်းကြီးငှဝေလာရင်တော့ပခုံးကရှော့ကြနေတာပေါ့ပြီးတော့အင်းကြီးကရှေပြီး က်ကတိုးနေတော့အင်ညီဝေထားတာနဲ့မတူဘူးဟင်ညီတယ်ဝင်ပုံနေတယ်လို့ဖြစ်နေတယ်ဟေးဘာဖြစ်လို့ဝင်ပုံရတာလဲဘာရင်မောက်တာလှုပ်ထားလို့လဲကိုကြီးငွေတို့ဤတံပြန်ထိုးစစ်ဖြစ်သည်တကယ်တော့ကိုစားကလေးမှာထိုးအင်ကြီးကိုငှားဝှက်လာခြင်းမဟုတ်တိုက်ဆွဲတွေကိုလမ်းပေးမှာစီပေါ်ပေါ်နေပုံရောက်နေတဲ့ဇီကဝဲလာခြင်းသာဖြစ်သည်အပောင်ဆုံးအင်ကြီးဝှက်ထားရင်လည်းတိတာတယ်ကွာအင်ကြီးကတေးသေးလူကဝဝဆိုဝက်ပုတ်ကိုကျွတ်ကျွတ်အိတ်ဆိုထားတယ်လို့ဖြစ်နေတာပေါ့ကွာ ကိုစားကလေးဤတိုက်ခွက်ကလည်းထိရောက်သည်ကိုကြည့်ငွေမှာတက်ပုံအင်ကြီးလက်ကိုဆွဲဆန့်လိုက်လို့တောင်ဖြစ်သွား၏ကိုကိုလည်းကြုံထားလိုက်မိသည်ကိုစားကလေးကတစ်ချက်အသာစီးရသွားတာကိုခွင့်ကောင်းယူပြီးတဆင့်တက်လိုက်ယောက်ျားကဖះလူကြီးမိန်းမကပေါင်ဆိုင်လုပ်တယ်ဆိုတော့တိတ်လိုက်တာပေါ့ကွာကိုကြည့်ငွေကလည်းနာကတော့ဖခင်ကကြေးပန်းအိုးကြီးတွေအတွက်ရင်လေးတစ်ဟေးခွက်ပုံးချတဲ့လူလောင်းကစားသမားကို တာဝန်ပေးလိုက်လို့ကတော့ဘာပြော့ကောင်းမလဲကွာကြေးနီကြေးဝါဈေးတွေကလည်းကောင်းနေတယ်မဟုတ်လားအပေါင်ခံမဲ့သူကလည်းဆင်းသင်းရှိနေတာလို့ဗျာကိုစားကလေးကလည်းချက်ချင်းပြန်ပဲ့ဤဒီလိုနဲ့သူတို့နှစ်ယောက်ပြန်လည်စကားဆက်ထိုးကြရမှာငယ်ကျိုးငယ်နာတွေကဖော်ပြီးတိုက်ခိုက်ကြကုန်တော့သည်ငယ်ငယ်ကတန်းတယ်ပါကံခါလို့ချင်အမှတာလို့စားလေးဆက်ဖက်လိုက်မယ်နော်ဒီလိုနဲ့ငယ်ငယ်ကအတန်းထဲမှာစားခိုးချတဲ့ကိစ္စ သူများမဟုတ်ခိုးစားလို့ဒံပေးခံရတဲ့ကိစ္စဖုန်ကြီးကြောင်းတွေကမလကာတိဝင်ခိုးရမှာခွေလိုက်ဆွဲလို့တင်မဆုပ်ပြဲသွားတဲ့ကိစ္စကာမာလီတယောက်နောက်ကိုလိုက်ရင်အိမ်သာချင်းနဲ့ချော်ကြတဲ့ကိစ္စကိုကြီးငွေအလုတ်လက်ကြောတရားမလုပ်ခြင်းမဲ့မိမထမိန်နာခိုးစားတဲ့ကိစ္စကိုစားကလေးတို့လင်မယားနှလုံးသွလုံးတိုင်းကိုယ်စလဲလုပ်နေတဲ့ကိစ္စအစသဖြင့်အပြန်လန်ဖော်ကောင်လုပ်ကြတာနားထောင်လို့တော်တော်ကောင်းသည်နှစ်ဖက်ရက်ွက်ပြိတ္တတွေလည်းကိုလူကိုလက်ကုတ်လဝါတီဗီအားပေးကြသည် တကယ်ဆိုရင်ကိုကြီးငွေဒီလေဖောတတ်ခြင်းတက်ရောင်ကလောက်တတ်ခြင်းဆရာကြီးကဖန်းတတ်ခြင်းတို့ကလွယ်လင်းကိုကျင့်တရားတော်ကောင်းသည်ကိုစားလေးကနည်းနည်းညစ်ခြင်းသည်ကလင်ကကြစ်ကြသည်ပုံမှန်တိုင်းဆိုရင်ကိုစားလေးနေဖြင့်ကိုကြီးငွေကိုရှင်ဖို့မလွယ်တို့ရရင်စကားကပ်ပြောတဲ့နေရာကြတော့ကိုစားလေးကသာသည်ကိုကြီးငွေတခုခုပြောလာရင်တခွန်ချင်းဝင်ဝင်ထောက်တာ ထီလုံးငေါ်လုံးဤတောင်းတာထိရမှုရှိတစ်ချက်တစ်ချက်ကိုစားကလေးရထုံးတဲ့ချက်တွေကိုရုတ်တရက်မတုံပြန်နိုင်တဲ့ဖြင့်ကိုကြီးငွေတောင်းအာအာဖြစ်သွားရသည်သည် ထိုကားဖိုးနီတို့ပွားကြီးတို့ကဝင်ကူပြောပြရတာမျိုးရှိသူတို့တွေကခုလိုဖြစ်နေကြတာကိုပေါ်တော်တော်နိုင်တယ်လို့တတ်မှတ်ရင်တရားမျှတမှုမရှိရကြလိမ့်မည်ဒါမျိုးကအမေရိကန်တမရလောင်းတွေမှာတော့တစ်ခါတခါဖြစ်တတ်၏နိုင်ငံရေးစီးပွားရေးစစ်ရေးတွေနဲ့ပတ်သက်ပြီးစကနိုင်လူကြရာကနေအခြေတင်ဖြစ်လာ၏နောက်တော့ စိတ်လွတ်ကိုလွတ်တည်ဖြစ်ပြီးပုံကိုရေးကိစ္စတွေပါလာသည်ငငယ်ကမိန်းကလေးတွေနဲ့ရှုပ်တယ်အုပ်ချုပ်ရေးမှုဘွားတော့ကတွင်းမှုမလေးနဲ့ဇလန်းရှိခဲ့မှုတဲ့အရန်မှုပြီးကာအရန်မလို့လိုင်စင်သိမ်းခံရမှုတဲ့သူ့သားကစေတမဖြစ်မှုတဲ့သူ့သမီးကတရားမဝင်ကိုဝင်ဖျက်ချမှုတဲ့စသဖြင့်အကြော်ချင်းလည်းပြန်ကြသေးသည်ဘယ်သူမိန်းမကပိုလှတယ်ဘယ်သူကဝက်စားဝက်တာပိုပြီးစတိုင်ကြတယ်ဘယ်သူကတော့အုံဖြုံကြည့်တယ်အဲဘယ်သူဆိုရင်เจ้าမှာရီးစားတွေများကြီးထားခဲ့မှုတဲ့ဆိုတာမျိုးတွေနဲ့ပုတ်ခတ်ဝေဖန်မှုတွေရှိသည် ကဘာကြီးကိုခေါင်းဆောင်မယ်ဆိုတဲ့သူတွေတောင်ဒီလိုကိစ္စမျိုးတွေရှိနေသေးတာပဲကိုကြီးငွေကကိုစားလေးမိမကိုငဖောင်ရိုးကြောင့်အင်ဂျင်ဝိုင်းတုတ်ထားတဲ့ပုံမျိုးဟုခိုင်နာပြီးကိုစားလေးကလည်းမှတ်သီးကို ရေထိုးပြီးရောင်းကုန်နဲ့ကြက်အိုမကြီးကိုနနေနဲ့နေထားတာကြာနေတာပဲဟုချွတ်ချွတ်ဖက်ဖက်ပြန်ပြောတာဘာဆန်တယ်လဲသူတို့နှစ်ယောက်ဤစကားဆက်တို့ပဲဒီအချိန်မြင်လာသည်ကိုစားလေးကစကလုံးပိုပြောင်သည်ဖြင့်အေးတာတယ်လို့ဖြစ်နေသည်ကိုကြီးငွေမှာအလူးလဲခံရတော့မြည်အခြေအနေရှိနေ၏ ထို့ကပတေးကသူဝင်ကူမှဖြစ်တော်မူဟုဆုံးဖြတ်လာသည်ပတေးစီမှာဝက်ဖဲတစ်ချက်ရှိလိုအပ်တဲ့အခါထုတ်သုံးမှုလက်နက်ပုံဖြင့်ဆောင်းထားခြင်းဖြစ်သည်ဒေါက်တာလေးကွာချင်းကလေးတို့တော်မဟုတ်ကက်ဆက်ခွေကလေးတစ်ခွေသာဖြစ်သည်လင်းငါကြော်စွာရွှေမန်းဥတီမောင်ဤရွက်ကုံတဲ့ကြဆက်ထဲကတချင်းစာသားတနည်းအားကိုခွက်တီချိန်ပြီးအစဉ်သင့်ပြင်ထား၏ကိုကြီးငွေကမိမိကိုယ်သာတာဝန်ပေးမည်ဆိုလျှင်ဖျားပွဲကိုနှစ်စဉ်ကျင်းပနိုင်အောင်ကြိုးစားမိဖြစ်ကြောင်း ပြားပွဲမှာထူးထူးခြားခြားဖြစ်အောင်ဇက်သဘင်နဲ့ဟီဟော့စင်တင်ဂီတပွဲကိုယုံနှယုံထိတ်တိုက်တင်ဆက်မည်ဖြစ်ကြောင်းထို့သောဆောင်ရွက်နိုင်ရန်အတွက်ကုမ္ပဏီတစ်ခုခုကိုစပွန်ဆာလောက်ခံမည်ဖြစ်ကြောင်း TV မှာလည်းကြော်ညာထည့်မည်ဖြစ်ကြောင်းရန်ပုံငွေရအောင်ဖျားဝင်းပတ်လည်းမှာဆိုင်ကန်းတွေစောက်ပြီးအငှားချထားမိဖြစ်ကြောင်းစသဖြင့်အာပေါင်းအရင်တန်တန်ပြောတော့ကကိုစားကလေးကသူ့ပင်ကိုဟန်တိုင်းပြုံးတယ်လို့လို့မဲ့တယ်လို့လို့မထီတီပုံစံဖြင့်ခေါင်းတညိမ့်ညိမ့်လှုပ်ရင်းစိတ်ရှည်လက်ရှည်နားထောင်နေသည်ကိုကြီးငွေကြီးစကားဆုံးတော့မှ အလौကြီးကန်ကြီးလောက်နေတဲ့သူဆိုတာလေဖော့နေုံနဲ့မပြီးဘူးတန်ရောင်ကလောက်နေလို့မဖြစ်ဘူးတကယ်လက်တွေလောက်တဲ့ကောင်မှလည်းတိတိကျကျပြက်ပြက်သားသားဆောင်ရွက်နိုင်ရမယ်ဒီနေရာမှာကိုယ်ပိုင်အုံနှောက်ကိုတုံးချနိုင်ဖို့ရည်ကြည်တယ်ကို့ရည်ချင်းနဲ့ကိုမဆုံးဖြတ်နိုင်ပဲနဲ့တခုခုလုပ်မယ်ကြမ်းတိုင်းမိမကိုတိုင်မင်းနေရရင်လက်ကပဲလက်ဖက်ရည်တစ်ခွက်ဝဲတောက်ဖို့တောင်မိမစီကခွင့်ပြုချက်တောင်းခံနေရတာမျိုးကတော့ယောက်ျားသိခါကြာလို့မာတယ်ကွာကိုစားကလေးထိုးတဲ့ချက်မှပြင်းထန်လာ၏ကိုကြီးငွေဤအထိကပြောက်ကဲကိုတိုက်ရိုက်ထိမှန်သွားသည် ိုကြီးငွေမှာရုတ်တရက်ပါပြန်ပြောရမှမသိမျက်နာကြီးနီမြန်းနေဟွန်းဟွန်းငွေသာရင်ညွတ်နေသည်ကိုစားလေးကခုတော့မင်းပါတတ်နိုင်သေးတယ်လဲဆိုသောပုံစံဖြင့်မိမိန်ကြီးပြုံးငါကြည့်နေစဉ်ပတေးကကက်ဆက်ကလုတ်ကိုနှိပ်ပြီးဖွင့်လာ၏ကွက်တီချိန်ထားသောတခြင်းတန်ကကြည်လင်ပီတာကျဲလောင်စွာထွက်ပေါ်လာသည်ဟိုလူယုံမာကလည်းအတီးဟိုလူယုံမာကလည်းအတီးဘုသားစကားတွေပြောသွားလေပြီကိုစားကလေးဆက်ကနေဖြစ်သွား၏ ။တိုင်းကောင်ရက်ွက်ဖက်မှလူများဤရည်တဲ့နေထွက်ပေါ်လာကြသည်။ကိုကြီးငွေဤအတန်ကအကျဲဆုံးဖြစ်ဤပွားကြီးကဝဟဟဟဟူတမင်လောင်သလိုလှုပ်ရည်သည်။တန်ပြပြနှင့်ဆူဆူရှာရှာထွက်ပေါ်လာသောတော်မိန်အတန်ကလည်းကိုစားကလေးကိုမခံချိမခံသာဖြစ်သွားစေ၏။ဟဲ့အောင်ပတိဒါပါသဘောလဲကွာ။ဟုတ်ကိုစားကလေးကခန့်ခန့်ငေါက်လေးတန်းဖြင့်လှမ်းပြော၏အဆော့ sorry sorry ဗျာအခွေအခွေမှားဖွင့်မိလို့ပါဗျာပတိကပြောပြီးကက်ဆက်ကိုပိတ်အခွေကိုပြန်ထုတ် တချင်းွေတွေပြောင်းထလာသည်ကိုစားကလေးကမကျေနပ်သေးဒါအတက်တက်ညစ်တာပဲကွာဒီရွက်ကုန်တဲ့အခွေကဘဲဆိုင်မှာမှဖွင့်တဲ့အခွေဖောက်ဘူးခုကြမှာအလူကံမန်းတံမှာဖွင့်မာသေးတယ်ဗျာကျွန်တော်နားထောင်ခြင်းလို့ခဏငားလာတာအဲ့ဒါမာပြီးဖွင့်ပြီဟဲ့ကပိုးရပြောမနေနဲ့ကျကောင်းကကိုစားကလေးပေးမှရက်နေရမှာပတေးစီသွားရင်ခြေလန်းပြင်လိုက်သည်အတော်လှမ်းနေသေးတယ်လဲပတေးမှလန့်ပြီးခြေတလန်းဆုပ်လိုက်မိ မောင်ဝကအာကိုတကြီးကြည့်မိသည်မောင်ဝကရင်းနှီးချမ်းမှုတ်တောင်းရင်အေးအေးဆေးဆေးထိုင်းနေမော့မကြည့်ပဲရှေ့မတိုးနဲ့ဟုတန်ပြပြန်ပြောလိုက်သည်ခြေကောင်းခြေတလန်းတုံသွားပြီးတိတ်ခါချာမှာဆိုသည်ဖြင့်ခြေတလန်းထက်လန်းကြည့်သည်မောင်ဝကရင်းနှီးချမ်းပကံကိုဇဝဲပေါ်သူချသည်ထို့နောက်လက်စင်များကိုချိုးလိုက်၏တဖြောင်ဖြောင်မြည်သွားသောအခါခြေကောင်းလန်းမူလနေရာသို့ပြန်ဆုတ်သွားလေတော့သည်ကိုစားကလေးကတော့မကြေမချမ်းဖြစ်နေစေ အခွင့်မှားဖွင့်နေဆိုရင်လည်းဘာကြောင့်ဒီစားသားနေရာမှာမှလာပြီးတိုက်တိုက်ဆန်ဆန်ဖြစ်နေရလဲမင်းတို့ကလင်ကကြစ်ကောင်းနေပဲကိုကြီးငွေကခက်ထေထေပြောရင်ဒီမစားကလေးဒီတချင်းစားသားနဲ့မင်းနဲ့ဘယ်လိုပတ်သက်လို့လဲဒါငါ့ကိုတက်တက်စောင်းမြောင်ပြီးတိတ်ခါချတာမဟုတ်လို့ပါလဲကိုကြီးငွေကလောင်ရည်ရေးလိုက်ပြီးဒါဆိုမင်းကလူယုံမှာဆိုတာဝန်ခံတဲ့သဘောပေါ့ကွာဟုတ်လားဟဲ့ကိုစားကလေးကဝုန်းကနေထရရင်လိုက်ဟဲ့ကြီးွယ်မင်းလူဘာဘဝနဲ့ ရှေ့ရမ်းမြဲကျင်ပါနဲ့ဆာလီယာဒီလက်ဖိဆိုင်ကဘယ်ရက်ခွက်ပိုင်နေမှာလဲဆိုတာလဲသတိထားစမ်းပါအောင်ကွာအော်မင်းတို့ကငါ့ကိုတမင်ထောင်ကြောက်စင်ပြီးမျှခေါ်ခဲ့တာဟုတ်ဆာလီကွာဆာလီနေရာမရွေးတဲ့ရွှေဆာလီဆောင်မတဘူးလားဆိုပြီးခွေးချီကိုကောက်ကန်လိုက်ပလတ်စတစ်ခွေးချီဖြစ်သောကြောင့်တိတ်တော့အန်နီယမ်ရှိတို့ရရင်ကိုကြီးငွေကရောင်ရမ်းပြီးနောက်တလန်ဆုတ်လိုက်ပြီးမှရင်းနှွေးချမ်းအိုးကိုကောက်ကန်ရင်ခုခံဖို့ပြင်လိုက်သည်ပတိပိုင်း ပတိပိုင်ကြည့်လို့ကိုဆိုင်ရပစ္စည်းတို့ပဲကုန်လိမ့်မယ်ဟူဘာလူကခက်တိုးတိုးတတိပေးသည်ပြီးတော့ကက်ဆက်ကိုယူရိုက်ပိုက်ထားလိုက်မင်းမင်းတတိရှင်ရှစ်တိုးခက်လေကွာစားကလေးကိုကြည့်ငွေကအချိန်ခေါ်လိုက်မောင်မောင်ဝဘက်ကိုလည်းတစ်ချက်ငှဲ့ကြည့်ရသေးသည် ချဲ့ကောင်းဒီအင်ကြီးလက်ကိုခောက်တင်လိုက်ပြီးအသင့်ပြင်ထား၏။ပွားကြီးနှင့်ဖိုးနီတို့ကဘာလက်နဲ့ဆောင်းထားရကောင်းလဲဆိုပြီးဟိုဟိုဒီဒီရှာကြည့်သည်။ကျော်ကွန်းကအရေးအကြောင်းဆိုရင်လက်ဖက်ရည်ပကံလုံးနဲ့ကောက်ပေါက်ရမလားစဉ်းစားနေ၏။ညံစိန်ဒီရုပ်ရှင်တွေထဲမှာကြည့်မှုသောစားတောက်ဆိုင်ရံပွဲကိုမြင်အောင်နေမိသည်။ခုံတွေရိုက်ချိုးပလင်းတွေဖန်ခွက်တွေပကံပြားတွေနဲ့ပြစ်ကြအဖျော်ကန်းနဲ့သွားပုံးနေတော့လွတ်လောက်တဲဟုတွင်းနေမိ။ ဟောင်းဝါကတော့အေးအေးဆေးဆေးထိုင်နေစေသို့ရာတွင်သူ၏လက်ချောင်းများကိုကြွေးကြည်ဆန့်ကြည်လုပ်နေသည်သူတော်မျိုးမတီတီလုပ်နေပြီဆိုရင်ချောက်ဖို့ကောင်းသည်သူ့လက်သီးကတစ်ချက်ဆိုတစ်ချက်တုံကနေပဲဒါကိုတိလို့လဲချက်ကောင်းမှရှေ့သူအရန်မတို့ရဲ့ချင်းဖြစ်သည်ခြေနေကအတော်တင်းမာနေပြီတစ်ဖက်ဖက်ကတခုခုဆလှုပ်ရှားလိုက်တာနဲ့ဝယုံသုံးကဖြစ်သွားနိုင်ဘာလို့ဒီမြင်ကွင်းကိုတထိတ်ထိတ်ငေးကြည့်နေတဲ့ပြင်တခု တတိလက်လွယ်ဖြစ်သွားသည်နောက်တော့အမတ်တမဲဆုတ်လိုက်ရမှပလင်းတလုံးကိုတက်နှင်းမိပြီးဟန်ချက်ပြတ်သွားသည်ထို့ကြောင့်ဇဝဲဘူးကလေးပေါ်သူဖင်ထားရကြသွား၏ပစ္စည်းတွေလွင့်ကြကုန်သောကြောင့်ဂလုံးကလွန်အတန်များထွက်ပေါ်လာသည်အလစ်မပေးဘဲသတိထားနေကြသောအခိုက်ဖြစ်သောကြောင့်တခုခုဖြစ်ပြီးဆိုပြီး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်ကိုစားကလေးကလက်တဲကခွေးချေကိုမျှလိုက်သည်ကိုကြည့်ရွေကရင်းနှွေးချမ်းအိုးကင်ထားသောလက်ဖြင့်ကကွယ်ဖို့ရာပြင်သည်ကြော်ကွန်းကပကံလုံးကိုကောက်ကင်ဖိုးနီကစောစောကကြည့်နေသောထင်းချောင်းစီသို့လက်လန်းလိုက်သည်ညာစိန်ကပွားကြီးနောက်မှဝင်ွယ်ဖို့ကိုကိုရင်းလိုက်သည်ချက်ကောင်းကအင်ဂျီနှင့်ဖုံပြီးခါးကြမှာဖွက်ယူထားသောဒုတ်ကိုဆွဲထုတ်လိုက်သည်မောင်ဝါကဆက်ခနဲထရက်လိုက်ပြီးဟဲ့ဟဲ့ဟဲ့နေကြပါဦး ချင်းနေတိတ်မဟန်မန်းတီကလေးကရာအိမ်မှုကိုရှိန်ကပြေးခေါ်ခဲ့တဲ့ပြင်ရက်ွက်လူကြီးတွေချိန်မီကလေးရောက်ရှိလာကြခြင်းဖြစ်သည်တတိလဲထားကြပါအောင်ဟုဥက္ကဋ္ဌကပြောလိုက်အားလုံးကိုရှိန်တက်သွားကြသည်မကြခင်ကာလမှာပင်လူစု괴ပြီးရှိုးရှိုးလစ်သွားကြတော့သည်မောင်မတယောက်သာတောက်လက်ဆယူနေချမ်းကိုဆက်တာမြင်ကြံရင်ခဲ့သည်အခုလိုဖြစ်သွားတာလဲခက်ကန်းကောင်းမယ်ရက်ွက်လူကြီးတွေကဒီချက်ကိုကန်းကောင်းအသုံးချသည်ဥကလားစီသွားပြီးဖြစ်ပုံပြက်ပုံကိုပြောပြ၏ ဒီတိုင်းဆိုရင်တော့ကောပကအဖွဲ့ဝင်တဲ့ရွေးချယ်ဖို့ကိစ္စမှာမဖြစ်နိုင်တော့တယောက်ယောက်ကိုရွေးရင်ဟိုဘက်ကမကျေနဲ့ဒီဘက်ကသဘောမကျဆိုတာမျိုးတွေဖြစ်လာနိုင်သည်တို့ကြောင့်ဦးလေးနှုတ်ထွက်လို့မဖြစ်ဘူးဟုအကြောင်းပြပြီးအပိုင်ကိုင်းဖို့စူးစမ်းကြသည်ဦးကလာကငါဆုံးဖြတ်ပြီးပြီမပြေနိုင်တော့ဘူးဟုတင်းခံနေဒေါခင်တီကိုစီယုံပြီးပြောခိုင်းတော့လဲအင်းတင်းတင်းနောက်ဆုံးတော့ဒေါက်တာတုတ်ခိုင်ကိုကူညီတောင်းပြီးမရမကပြောခိုင်းတော့မှာ ဆက်လုပ်ပါမည်ဟုကတိပေးသည်တကယ်တော့ဒေါက်တာတုတ်ခိုင်ကဥကလာပေါ်ဩဇာညောင်းတယ်ဆိုတော့အချက်တစ်ခုတည်းကြောင့်မဟုတ်ဥဖို့ပြော၏စကားတခွန်းကလည်းဥကလာစိတ်တောင်းသားဖို့ရာတွန်းအားပေးနိုင်ခဲ့သည်ဥဖို့ပြောကဥကလာကတရားဆွေးနွေးရမှာငားနဲ့မရှင်နိုင်မှန်းသိလို့ရှောင်ထွက်သွားတာပါဟုကွဲရမှာရှောက်ပြောနေသည်ဆိုတော့တရင်ကိုပြန်လဲကြားသိရသောကြောင့်ဖြစ်သည်ဥဖို့ပြောက တကယ်ပဲဒီလိုပြောသလား တရားရောက်ရဲ့ထွင်လုံးလားဆိုတာတော့မသေးချာဒီကြောင်ပြန်ပြောပြတဲ့သူကတော့ဥကလာနဲ့ဒေါခင်ဂျီရိုရဲ့သားတော်မောင်တက်ခဲကိုတိုင်းပါပဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ဂျေဇူးတင်ပါရဲ့ရှင် ကျွန်တော်တူတာပါ